ပိုင်းခုနှစ်မေးခွန်းကိုပြန်မေးခွန်းထုတ်ခြင်းရှူတော်အစ်စ်ဂျယ်ရီဝိန်ထရော့ဆိုတဲ့လူကဂီတာပွဲတွေကိုစီစဉ်နေသူဝိန်ထရော့အတွက်ထင်မှတ်မထားတဲ့အခွင့်အရေးကြီးတစ်ခုပေါ်လာတယ်။ Elvis Presley ရဲ့ Stage Show ခီးစဉ်ကိုစီစဉ်ခွင့်ရသွားတာဒီဖြောပြေးရင်ခီးစဉ်အောင်မြင်ရင်ဝိန်ထရော့အောင်မြင်မယ်။ခီးစဉ်မအောင်မြင်ဘူးဆိုရင်သူ့အတွက်ဘဝပြတ်ပြီ။သူစုဆောင်းထားတာလေးတွေအကုန်ကုန်မဲ့အပြင် ဒီလိုစီစဉ်တဲ့ပွဲတွေမအောင်မြင်ဘူးဟဲ့ဆိုတဲ့မကောင်းသတင်းနဲ့ပြန်သွားမှာပေါ့နောက်ဆုံးဝိန်ထရော့ကိုဘယ်သူမှငားတော့မှာမဟုတ်ဘူးအဲဗစ်ပရက်စလီဘက်ကတောင်းဆိုမှုတခုတော့ရှိတယ်ကျုံရဲ့စတေရှိုးတွေမှာခွန်လွတ်တွေမမြင်ချင်ဘူးတဲ့ဒီလောက်ကတော့ဝိန်ထရော့အတွက်မခက်ခဲပါဘူးခရီးတဲ့မစခင်ကလေးကညာနေပွဲလက်မှတ်တွေအကုန်လုံးညီပါရောင်းထွက်သွားပြီဒါဆိုနေကင်းပွဲစဉ်တခုတော့စီစဉ်ကြည့်ရင်ကောင်းမလားဆိုပြီးဝိန်ထရော့စဉ်းစားမိတယ် ပထမဆုံးဖျော်ဖြေရမယ့်ခန်းမရဲ့မန်နေဂျာကိုနေ့လယ်ပွဲလေးတစ်ခုထည့်စီစဉ်လိုက်ပြဆိုပြီးဝိန်ထရော့ကတာဝန်ပေးလိုက်တယ်။ဖျော်ဖြေရမယ့်မနက်ခင်းလေးရောက်လာရောမန်နေဂျာရဲ့ရုံးခန်းကိုဝိန်ထရော့ရောက်သွားတယ်။ဇပွဲပေါ်မှာအပုံလိုက်ဖြစ်နေတဲ့လက်မှတ်တွေမန်နေဂျာကရှင်းပြတယ်။နေ့လယ်ပွဲဆိုတော့လာကြည့်မဲ့သူ နေသွားတယ်ဗျ။ဝိန်ထရော့အသက်ရှူရက်သွားတယ်။တိတ်မကြခင်မှာအေဗစ်ပလက်စတစ်စင်ဘော်ကိုတက်လာတော့မယ်။ အဲဒီကခေါင်လွတ်တွေမမြင်ချင်ဘူးဆိုတာကိုတည်တည်ချာချာမှားထားတာအခုတော့သွားပြီသူ့ဘဝပြက်ပြီဆိုပြီးဝိန်ထော့စိတ်ကြကြသွားတယ်ပွဲစားဖို့နိုင်ပိုင်းဖြင့်လိုတော့တယ်ဒီတော့ခေါင်လွတ်တွေအများကြီးကိုဘယ်လိုဖြစ်ပြီးရမလဲအဲဒီမှာဝိန်ထော့တခုကိုသဘောပေါက်သွားတယ်အဲဒီပြောခဲ့တဲ့အထင်းမှာခမ်းမတဲ့မှာလူပြစ်နေရမယ်ဆိုတော့စကားမပါဘူးခွန်လွတ်တွေမမြင်ချင်ဘူးဆိုတာကအဓိကဝိန်းထော့ချက်ချင်းမဲ့အလုပ်သမားတွေကိုခေါ်တယ် ခမ်းမနောက်ချမ်းတဲ့ကခုံတွေကိုအပြင်ထုတ်ခိုင်းတယ်။အဲဒီလေစင်ပေါ်တက်လာရော ခုံလွတ်တွေမမြင်ရတော့ဘူး။ရှေ့ချမ်းမှာအကုန်စုထိုင်ခိုင်းထားတာကိုပထမဆုံးစေရှုအောင်မြင်သွားတယ်။နောက်ပိုင်းဆက်ဖြော်ပြတဲ့ပွဲတွေလည်းအကုန်အဆင်ပြေတယ်။ဝင်းထရော့တက်တန်းမှာအောင်မြင်ဆုံးသော ပွဲစီစဉ်မှုတွေလို့ပြောလို့ရတယ်။ဝင်းထရော့လည်းဒီလိုနဲ့အမေရိကရဲ့အောင်မြင်ဆုံးသောပွဲစီစဉ်သူတစ်ယောက်ဖြစ်လာတယ်။နောက်တဲ့ကက်ဆင်စင်ဇလန်တခုကက်ဆင်စင်ဆိုပေမဲ့ပြဿနာချင်းကတော့အတော်လေးကွဲပါတယ် ီတကာဖြစ်တဲ့ပြဿနာကမြောက်ဝင်ရိုးစင်းမှာမြောက်မဝင်ရိုးစင်းမှာနေနေကြတဲ့ပင်လေဖြန်တွေအစူးလိုက်အပြုံလိုက်အသက်ခံနေရတယ်။ဖြန်ပေါက်စားတွေရဲ့တရေကငွေပေါက်ငွေပွားကုတ်လှလှလေးတွေချုံလို့ရတယ်ဈေးကောင်းတယ်။ဒုံးတဲ့အတိုင်းဖြန်မုံဆိုးတွေများတဲ့ထက်များလာတာပေါ့။ဖြန်တွေအစူးလိုက်ကြက်စားနေကြတဲ့နေရာကိုမုံဆိုးတွေရောက်လာပြီးဖြန်ပေါက်စားတွေရဲ့ခေါင်းတွေကိုဒုံးနဲ့တစ်ခွက်ခွက်ရိုက်ခွဲအရေးခွင်းကိုပြန်ရောင်းစားနေတယ်။ ်သို့တည်းဆိုးလာတယ်။တဘာဝပဝင်းကျင်ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ကဒီပြဿနာကိုဖြေရှင်းဖို့ကြိုးစားနေတာကြာပြီ။ဘယ်လိုရှင်းရမှန်းမသိဖြစ်နေတယ်။မုတ်ဆိုးတွေကအင်အားတောင့်နေ။အုပ်စုကြီးတွေတယောက်ချင်းစီကိုလိုက်ပြောနေရင်ပြီးမှာမဟုတ်ဘူး။ပြီးတော့မုတ်ဆိုးဆိုတဲ့အတိုင်းကြမ်းကြမ်းတမ်းတမ်းနေပြီ။ကိုသွားပြောမှ ကိုပဲလှည့်လာရင်ဒုက္ခ။ကာကွယ်ရေးအဖွဲ့သားတွေခေါင်းရင်းဆိုင်ပြီးတိုင်ပင်ကြတယ်။ဒီပြဿနာကိုဖြေရှင်းဖို့လိုတဲ့အဓိကချက်ကဘာလဲဆိုတာကိုစဉ်းစားကြည့်တယ်။ ဒီပြဿနာရဲ့တော့ချက်ကဖြံမုတ်ဆိုးတွေကိုတားဖို့လားမဟုတ်ဘူးမုတ်ဆိုးတွေကတော့သူ့အလုပ်သူ့လုပ်မှာပဲအဓိကအချက်ကဖြံပေါက်ဆောက်တွေမတည်ဘူးမုတ်ဆိုးတွေကိုမိထားလိုက်ဖြံတွေကိုတက်เสียမလို့တော့အောင်တခုခုပြောင်းစင်းစားဒါနဲ့ကာကွယ်ရေးအဖွဲ့သားတွေမြောက်ဝင်ရိုးစွန်းတဖွင့်ပြဲပြဲစင်အောင်ခရီးထွက်တယ်ဖြံတွေကိုမှုတ်ဆေးဘူးနဲ့လိုက်ဖျင်းတယ်ဘာမှထူးထူးခြားခြားလောက်တာမဟုတ်ဘူးဖြံပေါက်ဆောက်မှန်သမျှကိုစီးနဲ့ဖြံလိုက်တာပဲ။ ဖြန်ပေါင်းစတွေကစေးနဲ့မှောက်ခံရတယ်ဂီးမဆိုင်ဘူးလေစေးချောက်သွားတဲ့အခါသူတို့ကတတိတောင်မထားမိတော့ဘူးဒါပေမဲ့စေးမုံလိုက်တော့သူတို့ရဲ့အေးခွင်တွေကိုလူတွေယူသုံးမှုမရတော့ဘူးဒါဆိုမော်ဆိုးတွေမှာဖြန်ပေါင်းစတွေကိုတက်เสียအကြောင်းမရှိတော့ဘူးတက်နေအရကားပဲလေအေးခွင်မှာစေးတွေပေးနေတာကိုဂျယ်ရီဝိန်ထရော့ရဲ့ကာဝေးရေးအဖွဲ့တွေနဲ့ဖြည့်ရှင်းကြီးကခက်ဆင်ဆင်ပဲတကယ်ဖန်တီးနိုင်စွမ်းရည်ဆိုတဲ့ခက်ခဲတဲ့မိကွင်းကိုဖြည့်နိုင်ဖို့ အတင်းကြိုးစားနေတာမျိုးမဟုတ်ဘူးပြဿနာကိုပြောင်းပြန်လန့်ကြည့်တတ်ဖို့ရှုထောင့်အသင်ကနေမြင်တတ်ဖို့ဒါကမှဖန်တီးမှုစွမ်းအားအစစ်အ धिक အချက်ကိုမြင်အောင်ပြောင်းကြည့်တဲ့ရင်ပြဿနာတော်တော်များများကိုဖြေရှင်းလို့ရတယ်အရင်အမြင့်1989ခုနှစ် AID ရဲ့ယောဂာနဲ့ပတ်သက်တဲ့အစီအစဉ်တစ်ခု TV မှာပြနေတာကို Trevor Bailey ကြီးမိသွားတယ်။ AI ရဲ့ယောဂပြတ်နေရတဲ့အကြောင်းရင်းကို TV အစီအစဉ်တွေထဲမှာရှင်းပြနေရဲ့အဓိကအကြောင်းရင်းကမတိနားမလည်ခြင်းပဲတဲ့ယောဂပြောင်းလဲမှုအချိန်လေးအရန်ဆိုးနေတဲ့အာဖရိက တိုက်လိုနေရာမျိုးတွေမှာဒီယောဂနဲ့ပတ်သက်တဲ့ကျန်းမာရေးအသည့်မရှိသလောက်ဖြစ်နေတယ်။လူတွေကျန်းမာရေးအသည့်တိုးလာမှယောဂကို ထိမ့်သိမ်းလို့ရမယ်။ AI ရဲ့ယောဂဘယ်လိုကူးဆက်တယ်လဲ။ဒီယောဂဟာဘယ်လောက်တောင်သိုးတယ်လဲဆိုတဲ့ဗဟုသုတတွေကိုအာဖရိကတိုက်သားတွေနားလည်လာမှထိုယောဂကိုထိန်းချုပ်နိုင်တယ်။ဒါပေမဲ့ အာဖရိကတိုက်ကြီးတစ်ခုလုံးမှာနေနေကြတဲ့လူတွေကိုဆက်သွယ်ဖို့နေရမရှိဘူးဖြစ်နေတယ်။အာဖရိကတိုက်သားတော်တော်များများကရွာတွေမှာနေနေကြတာအဲဒီရွာတွေမှာဆိုရင်ပြည့်စင်ပြီးတော့မရှိဘူး။ DTV စီစဉ်ကိုကြည့်ပြီးတော့ဘေးလီကစဉ်းစားတယ်။ဒီပြဿနာရဲ့အရင်းမြစ်ကဘာလဲ။ AID ရဲ့ယောဂကိုထိန်းချုပ်မယ်ဆိုရင်အရင်ဆုံးအနေနဲ့လူတွေကိုအသိပညာပေးဖို့လိုတယ်။အသိပညာပေးဖို့အတွက်ဆက်သွယ်ရေးကောင်းဖို့လိုတယ်။ အဲ့ဒီခေတုံကအကောင်းဆုံးဆက်သွယ်ရေးကိရိယာကဘာလဲရေဒီယိုဒါပေမဲ့ရေဒီယိုဆိုတာတခဲထဲကိုလို့တယ်အာဖရိကတိုက်ရဲ့ရွာတွေမှာတခဲဝယ်ဖို့မလွယ်ဘူးဝယ်လို့ရရင်တော့သူတို့မှဝယ်စရာပတ်စံမရှိဘူးဒီတော့ပြဿနာရဲ့တကယ်အရင်းမြစ်ကတခဲဘေးနဲ့ရဲ့အတွင်းမှန်နေဆိုရင်ဆက်သွယ်ရေးလမ်းကြောင်းမှာဟန်တားနေတာတခြားမဟုတ်တခဲဝယ်ရခတ်တဲ့ပြဿနာโอเค ဒါဆိုရင်ဒီပြဿနာရဲ့အရင်းမြစ်ကဘေးနဲ့ဖြစ်ရှင်းလို့ရတဲ့အရာဖြစ်သွားပြီဘေးနဲ့သူ့အိမ်ရဲ့ဂိုဒေါင်ထဲကိုသွားတယ်သူ့စိတ်ကူးတဲကတီချုံမှုကိုအကောင့်ထဲစပေါ်တယ်သူစဉ်းစားတာကနိုင်တန်ဘက်နဲ့ခက်ဆက်စင်တန်ဘက်ကို50ဘက်တော့လှည့်လိုက်ရင်တန်ဘက်ပြောင်းအကွေးထဲမှာတင်းနေတဲ့စွမ်းရည်တစ်ခုဖြစ်လာတယ်ပြီးတော့မှတန်ဘက်တစ်ဖြည်းဖြည်းယော့သွားတာနဲ့အတူအဲ့ဒီစွမ်းရည်လည်းတစ်ဖြည်းဖြည်းချင်းပြန်ထွက်လာတယ်ဟုတ်ပြီ ဒီဆွမ်းရင်ကိုလျှက်စစ်ဆွမ်းရင်အဖြစ်အသွန်ပြောင်းနိုင်ရင်တခဲမလို့တဲ့ရေဒီယိုဆက်ကိုတီထွင်လို့ရပြီတန်ပတ်ရေဒီယိုဆက်ဆိုပါတော့သူပထမဆုံးထုံလိုက်တဲ့ဆက်ထဲမှာဘာဆက်ပစ္စည်းမှမမေရရမပါဘူးရေဒီယိုလိုင်းလွန်ဆက်အသေးလေးပါတယ်ကစားစရာကားတွေကနေထုတ်ထားတဲ့မော်တာအသေးတစ်ခုပါတယ်တန်ပတ်တစ်ခုပါတယ်ဆက်ကထင်ထားသလိုအလုပ်ဖြစ်သွားတယ်ဘင်းနဲ့သူ့ရဲ့တီထွင်မှုကိုမိုဘိုင်းခွင့်ရုံးမှာတင်ပြတယ် စက်တွေအများကြီးထုတ်ဖို့အတွက်ပတ်စံစိုက်ထုတ်ပေးမဲ့သူတွေကိုလိုက်ရှာတယ်။ဒါပေမဲ့ဘယ်သူမှစိတ်မဝင်စားကြဘူး။ဈေးကွက်မရှိတဲ့ပစ္စည်းတစ်ခုအဖြစ်ပဲမြင်ကြတယ်။ပြည်စင်ပစ္စည်းဈေးကွက်မှာရှိပြီးသားရေဒီယိုအားလုံးကတခဲနဲ့ဖွင့်ရတာကြီးပဲ။ဘယ်နည်းရဲ့တံပက်ရေဒီယိုကိုသူတို့ဘယ်လိုမှကောင်းလဲထဲလို့မရဘူးဖြစ်နေတယ်။အစမ်းအပြားထုံလုံးတစ်ခုပါပဲဆိုပြီးကောက်ချက်ချလိုက်တယ်။ဒီလိုနဲ့အချိန်ကြာလာတဲ့အခါဘင်းနဲ့တဖြည်းဖြည်းသဘောပေါက်စာပြူလာတယ်။သူချီးကပ်နေတာနီလန်းမှားနေပြီ။ သူ့တည်ထောင်မှုတွေကိုလူတွေလက်ခံလာဖို့အတွက်ဘာလို့တည်းဆိုတာကိုသူပြန်စဉ်းစားတယ်ဒီပစ္စည်းကိုလိုအပ်လာအောင်အရင်လုံးမှဖြစ်ရအရင်လုံးမှရမယ်သူအလုံတွဲလုပ်ခြင်းတဲ့သူတွေကဘယ်သူတွေလဲရင်းနှီးမြှောက်နေတဲ့သူတွေအသေးစမ်းကိုဖန်တီးခြင်းနဲ့စီးပွားရေးသမားတွေဟုတ်ပြီဒါဆိုရင်ဒီပြဿနာရဲ့အရင်းမြစ်ကဘာလဲကဘာရဲ့ဘယ်နေရာမှာဆိုပြည့်စင်ပြီးမလို့တခဲမလို့ပဲရေဒီယိုဖွင့်လို့ရမယ်ဆက်ကိုတီးသူထွန်ထားပြီးပြီး ဒါပေမဲ့ဆက်ကဘယ်သူတွေအတွက်အသုံးတက်မလဲ baby c war service ဆိုတဲ့ရုပ်တံလွှင့်ဌာနကြီးကိုကြီးကပ်ဖို့သူဆုံးဖြတ်လိုက်တယ် baby c war service ဆိုတာကမ္ဘာပေါ်မှာအကြီးဆုံးသတင်းဌာနလို့ပြောလို့ရတယ်တကမ္ဘာလုံးရဲ့နိုင်ငံတော်တော်များများတော်ကြားတောင်ကြားပါမကြံဒီသတင်းဌာနကလွှင့်တဲ့နိုင်ငံအလိုက်သတင်းစုံတွေကိုနားထောင်ကြတယ်တဲခန္ဓာရထဲမှာသမုတ်ရထဲမှာအာတိတ်ဆက်ဝိုင်းမှာနေရာမရွေးပေါက်ရောက်တဲ့သတင်းဌာနဘာသာစကားကလည်းအစုံ BBC ဝါစာပေးရဲ့တာဝန်ရှိသူတွေကဘေးရဆက်ကိုသဘောကျတယ်။ဒီဆက်ကတိတ်အတုံးဝင်ပဲ။သူတို့ရဲ့အစီအစဉ်တွေကိုဒီထက်ပိုပြီးလူတွေကို နားထောင်စေချင်တယ်။ဒါနဲ့ BBC ဝါစာပေးက BBC ဌာနကိုဆက်သွယ်တယ်။ BBC ကလွှတ်နေတဲ့မနေ့ဖြန်ရဲ့ကဘာဆိုတဲ့အစီအစဉ်တစ်ခုရှိတယ်။အဲဒီအစီအစဉ်မှာအသေးအစမ်းတီထွင်မှုတွေကိုအပတ်တိုင်းပြသပေးနေတယ်။တခဲမလို့တဲ့တန်ပတ်ရေဒီယိုဆိုတာဒီစင်စင်နဲ့ကွတ်တီဖြစ်မှာပဲဆိုပြီးဘေးလေးရဲ့ရေဒီယိုကို အဲ့ဒီအစီအစဉ်မှာချပြဖို့ထိတ်ခမ်းလိုက်တယ်။အဲ့ဒီအစီအစဉ်မှာတန်ဘက်ရေဒီယိုအကြောင်းပါလာပြီးနောက်တစ်ပတ်မှာပဲဘေးနစ်စီကိုကမ်းလှမ်းချက်တွေပုံအောင်ပြီးရောက်လာတယ်။တန်ဘက်ရေဒီယိုဈေးွက်ထက်ဖြတ်ပေးခြင်းနဲ့ယင်းနှိမ့်နှံခြင်းနဲ့စီးပွားရေးသမားတွေတထွေကြီးပေါ်လာတယ်။မနေ့ပြန်ရင်ကမ္ဘာအစီအစဉ်တဲမှာတော့ပါလာတဲ့တီချွန်မှုဖြစ်သွားပြီလေ။စိုင်းရင်ပြီးရောဆိုပြီးရှောက်ထွန်ထားတဲ့မလောက်လေးမလောက်စားပစ္စည်းမဟုတ်တော့ဘူးဆက်သွယ်ရေးကိရိယာတွေရဲ့အနာဂတ်ဖြစ်လာမဲ့စက်တစ်ခုဆိုပြီး မြင်သွားကြပြီ။ဘေးလေးရဲ့ဆက်အတွက်ဂျင်းနီမြုပ်နှံခြင်းနဲ့သူပြီးအပြန်အဆိုင်ဈေးဝိုင်းပေးကြတယ်။ရှယ်ယာလေးတစ်ခု။ရှယ်ယာလေးတစုပါရသည်ဆိုတဲ့ပတ်စံတွေကို အတင်းထိုးပေးကြတယ်။ဒီလိုနဲ့ Trevor Bailey ရဲ့တံပတ်ရေဒီယိုကိုဈေးပတ်ထဲကိုရောက်ပါတယ်။သူရဲ့တံပတ်ရေဒီယိုကြောင့်ကမ္ဘာဘယ်နေရာမှာပဲရောက်နေရောက်နေပညာရေးကျမ်းမာရေးသတင်းအချက်အလက်တွေအားလုံးကို လူတွေနားထောင်လို့ကြားပါတယ်။ ဒါပြဿနာရဲ့အရင်းမြစ်ကိုတူးဖော်နိုင်ခဲ့လို့ကိုမရှင်းနိုင်တဲ့ပြဿနာကိုရှင်းနိုင်တဲ့ပြဿနာတစ်ခုဖြစ်လာအောင်အသွန်ပြောင်းနိုင်ခဲ့လို့တစ်ခုရွေးနှစ်တွေတော်တော်ကြာပါပြီကျွန်တော်ဟောပြောပွဲတစ်ခုကိုရောက်သွားတယ်ကြော်ညာမားကတ်တင်းနဲ့ပတ်သက်တဲ့ဟောပြောပွဲတော့မဟုတ်ဒါပေမဲ့ကျွန်တော်သွားခဲ့တဲ့မြန်ဟောပြောပွဲတွေမှာအဲ့ဒီတပွဲကပညာအရာဆုံးပဲလို့ပြောရင်မလွန်ဘူးဟောပြောပွဲရဲ့အဓိကကောင်းစင်ကအောင်မြင်ခြင်းတစ်ခုတည်းကိုပဲအာရုံစိုက်ဖို့ တခုလေးတခြားဟာတွေမလုံးရဘူးလို့မပြောဘူးဒါပေမဲ့တခုခုကိုတော့ပို့ပြီးအာယုံဆိုင်ဖို့လိုတယ်ဒီနေရာမှာကျွန်တော်တို့အားလုံးတော်တော်ကိုညံ့တာတခုတည်းကိုအာယုံဆိုင်ဆိုရင်လူတော်တော်များများကလိုက်မလုပ်ချင်ကြဘူးရဲ့ဒါကိုတက်တည်ပြဖို့ဟောပြောပွဲရဲ့ခေါင်းဆောင်ကနားတော်သူတွေကိုမေးတယ်ခမည်းတော်တွေမှာကိုဘာဖြစ်ချင်တယ်ဆိုတာကိုသိချာသိရသူရှိသလားတဲ့ချက်ချင်းဆိုလိုပဲလူအုပ်ထဲကလူငယ်တယောက်မတက်ထားရတဲ့သူကပြောတယ် ကမ္ဘာအကောင်းဆုံးတရုတ်ဆောင်တယောက်ဖြစ်ချင်တယ်။ခမ်းလာတဲ့ကလူတွေလက်ခုပ်တီးကြတယ်။လူငယ်ကပြန်ထိုင်တယ်။ဟောပြောဝဲခေါင်းဆောင်ကသူ့ကိုမတက်ပြန်ရခိုင်းတယ်။နေုံမင်းပြောလိုက်တာနှစ်ခုဖြစ်နေပြီ။ဘယ်တစ်ခုကိုလိုချင်တာလဲ။လူငယ်ကကြောင်တောင်တောင်နဲ့ပြန်ပြေးတယ်။ဟမ်နှစ်ခုဖြစ်နေလို့လား။ကျွန်တော်တစ်ခုတည်းပြောတာပါ။ဟောပြောဝဲခေါင်းကခေါင်းဆောင်ကခေါင်းကလည်းမဟုတ်ဘူး။မင်းပြောတာနှစ်ခုဘယ်တစ်ခုကိုလိုချင်တယ်လဲ။သိချစဉ်းစား။ အာမဟုတ်ပါဘူးကျွန်တော်လိုချင်တာတစ်ခုတည်းပါကဘာမှာအကောင်းဆုံးတရုတ်ဆောင်ဖြစ်ချင်တာလေတစ်ခုတည်းပဲလေဒါတော့မင်းမမြင်နိုင်ရင်မင်းဖြစ်ချင်တာဖြစ်လာမှာမဟုတ်ဘူးဟောပြောပွဲခေါင်းဆောင်ကပြောတယ်လူငယ်ကခေါင်းကုတ်တယ်ဘာကိုမြင်ရမှာလဲဗျတရုတ်ဆောင်ဖြစ်ချင်တာကတစ်ခုအကောင်းဆုံးဖြစ်ချင်တာကတစ်ခုမတူဘူးပန်းနိုင်တစ်ခုရည်ရချက်တစ်ခုဘာမှမဆိုင်ဘူးမင်းကတရုတ်ဆောင်ဖြစ်ချင်တယ်ဆိုပါစို့ဟုတ်ပြီမင်းတရုတ်ဆောင်ဖြစ်ချင်ဖြစ်လာမယ် အကောင်းဆုံးတယောက်ဆောင်တော့ဖြစ်ချင်မှာဖြစ်မယ်။ဒါပေမဲ့မင်းအတွက်အရေးမကြီးတော့ဘူး။တယောက်ဆောင်ဖြစ်ရင် ပြီးပြီလေ။မင်းအလုံးမှာမင်းပြောင်းနေမှာပဲမဟုတ်လား။ကိုချစ်တဲ့အလုပ်ကိုလုပ်ရင်တတလုံးစိတ်ချမ်းသာနေရမယ်။ဒါပေမဲ့မင်းကအကောင်းဆုံးဖြစ်ချင်တယ်ဆိုရင်တော့မင်းတကယ်တော်တဲ့အရာကဘာလဲဆိုတာကိုအရင်သိဖို့လိုတယ်။မင်းဘယ်နေရာတော်တယ်ဆိုတာကဘာကြီးကမင်းကိုပြောပြလိုက်တယ်။တယောက်ဆောင်တဲ့နေရာမှာမင်းကကောင်းနေတာဖြစ်ချင်မှာဖြစ်မယ်။ ဒါပေမဲ့မဲလို့ခြင်းကအကောင်းဆုံးဖြစ်ဖို့ဆိုရင်ဘယ်နေရာမှာပဲအကောင်းဆုံးဖြစ်ဖြစ်မဲအတွက်အရေးမကြီးတော့ဘူးဟုတ်တယ်မဟုတ်လားသူစကားဆုံးမှာကျွန်တော်တို့အားလုံးတက်စီသွားတယ်သူကဆက်ပြောတယ်အခုမင်းရဲ့တကယ်အလုပ်ကဘာလဲကိုဖြစ်ချင်တဲ့အရာကိုတခြားရွေးဘူးအတက်ပညာတစ်ခုအနုပညာတစ်ခုကိုလောက်ချင်တာလားဒါမှမဟုတ်အတော်ဆုံးသောသူဖြစ်ချင်တာလားကိုရည်ရွယ်ချက်ကိုဒီလိုချုံလိုက်ရင်တခုတည်းကြံခဲ့အောင်စစ်ချလိုက်ရင် အင်းအားပြင်းတဲ့ငင်းမရတဲ့ပြစ်မှတ်တစ်ခုဖြစ်လာအောင်ရွေးထုတ်နိုင်ရင်အဲ့ဒီအရာကိုရဖို့ပိုပြီးဖြစ်နိုင်တာလိမ့်မယ်။ဘာလို့လဲဆိုတော့မင်းရဲ့ခွင့်အားမှန်သမျှကိုအဲ့ဒီပြစ်မှတ်တစ်ခုတည်းနောက်ကိုလိုက်ဖို့စုပြုံအသုံးချလို့ရပြီးပြစ်မှတ်တွေများပြားဝေဝါးမနေတော့ဘူး။အရင်တုန်းကကျွန်တော်ရဲ့ရွေးချက်ကဒီဇိုင်းဒါရိုက်တာတယောက်ဖြစ်လာဖို့အနုပညာကျောင်းမှာနှစ်တွေအကြာကြီးလေ့ကျင့်နေဒီဇိုင်းဆဲတာနဲ့ပတ်သက်ရင်ကျွန်တော်သိမတော်တော့ဘူး။ ါပေမဲ့ကျွန်တော်ဖြစ်ချင်တာကဒါပဲလေဘေးကအတိမိတ်ဆွေတွေကပြောကြတယ်မင်းဆွဲထားတဲ့ပုံတွေဒီဒီဇိုင်းတွေထက်မင်းစိတ်ကူးတွေကပိုကောင်းတယ်အဲ့ဒီမှာကျွန်တော်တဖြည်းဖြည်းသဘောပေါက်လာတယ်ကိုလုံးတဲ့အလုံးမှာတော်ကြီးလော်ကြီးကျွမ်းကျင်တဲ့သူတော့မဖြစ်ချင်ဘူးအတော်ဆုံးအကောင်းဆုံးသူဖြစ်ချင်တယ်ဒီဇိုင်းနည်းနည်းပါးပါးဆွဲထက်တဲ့ဒီဇိုင်းတိုင်းတာတယောက်ဆက်လုပ်မလားမလုပ်တော့ဘူးလို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်ကြုံညာရတဲ့စာရေးတဲ့သူဖြစ်လာအောင်ပြောင်းပြီးစူးစမ်းကြည့်တယ် အလုံးဖြစ်သွားတယ်ဘာစီမက်ဆင်မီပေါ်လစ်ဆိုတဲ့ marketing company တခုမှအလုပ်ရတယ်တဖြည်းဖြည်းနဲ့လက်ထောက်ဖန်တီးမှုဒိုင်တာဖြစ်လာတယ်ကြော်ညာတွေအထက်စိတ်ကူးတွေထုတ်ရတဲ့သူဆိုတော့ဒီလိုနဲ့ယာရူးတက်ရင်တက်ရင်ဖန်တီးမှုဒိုင်တာချုပ်ဖြစ်လာရောဒါပေမဲ့ဘေးကအပေါင်းတွေကပြောကြပြန်တယ်ဒေးဗစ်မင်းတကယ်တော်တာကသူများတွေကိုတင်ပြရတဲ့နေရာမှာတော်နေတာတိလာတယ်ကျွန်တော်ចောင်းစီရမဖြစ်ချင်ဘူး ဒီတော့ကိုယ်ပိုင်ကြော်ညာအေဂျင်စီတခုထောင်လိုက်တယ်ကျွန်တော်အေဂျင်စီမှာလူငယ်တွေကိုခန့်တယ်ဒါဆိုဖန်တီးမှုဒိုင်တာအဖြစ်ကိုကိုကိုနာမည်တက်လို့ရသလိုသူများတွေကိုလည်းပြန်လည်တင်ပြပေးလို့ရသွားပြီဒီလိုတခုတည်းကိုအာယုံစိုက်ပြီးလုပ်တဲ့နည်းပြမှာကနေရာတော်တော်များများမှာအသုံးဝင်တယ်လေစာနဲ့ချိန်ပြီးပြစ်တယ်လို့ပြင်မှတ်တခုတည်းကိုအတိအကျမှန်အောင်စီစဉ်ထားတဲ့ဖြူပါကျွန်တော်အေဂျင်စီကနေတာဝန်ယူပေးခဲ့တဲ့ကြော်ညာတွေအားလုံးမိပါမှာလဲ ဒီနီလန်းကိုပဲတုံးတယ်။ကြောညာပိုင်ရွှင်ရဲ့စကားပြောဆွေးနွေးတင်ပြရတဲ့အခါမားကတ်တင်းပြဿနာတွေကိုရှင်းပြရတဲ့အခါအရေးကြီးတဲ့ပြစ်မှတ်တစ်ခုကိုအရင်ရှာတယ်။အမဲတော့အဆင်ပြေနေတာပဲဟုတ်ပါမလဲ။တချို့ပိုင်ရွှင်တွေကျတော့ဒီနီလန်းကိုသဘောမကျဘူး။သူတို့ရဲ့ကုန်ပစ္စည်းတွေဘယ်လိုကောင်းပါလဲဆိုတဲ့ချီချူကန်တောင်းချောင်းထောင်လောက်ကိုတော့ကိုကြောညာတဲ့ပါသိချင်းတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့ရိုးရှင်းတဲ့ထိရောက်တဲ့ပြင်းမဲ့တေချာတဲ့တခုတည်းသောစိတ်ကူးကိုပဲ တုံးပစ်သွားတာများပါတယ်။ရှိသမျှအကုန်ထုတ်တုံးနေလို့အဆင်မပြေဘူး။ဟိုရောင်ရောင်ဒီရောင်ရောင်နဲ့နေရာတကာမှာကြာရှုံးနေတာထက်စာရင်တနေရာထဲမှာအောင်မြင်သွားတာကပိုကောင်းပါလေ။မင်းစီတို့နာမည်တက်မခေါ်လဲ။မင်းစီနဲ့တော့မွေးနေအောင်ပါပဲ။အင်္ဂလန်အစိုးရရုံးပိတ်ရက်တွေကို Bank Holiday ဘန်နာရဲ့ဆိုပြီးခေါ်ကြတယ်။စိတ်ဝင်စားဖို့မကောင်းဘူးလား။ဘန်ရီပဲပိတ်လို့ဘန်နာရရလို့ခေါ်တာလားဆိုတော့လေမဟုတ်ပြန်ဘူးတခြားယုံတွေအလုပ်တွေပါအကုန်ပိတ်တာ ဘန်ဒီကနေစတင်သုံးခဲ့တဲ့ထုံနှန်းစင်လာမှုဘန်ဒါရဲ့ဆိုပြီးခေါ်ကြတာလားဟုတ်တယ်လို့ပြောရင်လည်းရတယ်မဟုတ်ဘူးလို့ပြောလည်းရတယ်ဒီလို1880ဝင်းကျင်စာကြောင်လက်ဖော့ကလီဘရယ်ပါလီမန်အဖွဲ့ဝင်တက်ဘူးသူကအလို့သမားပြည်သူတွေရဲ့ဘဝကိုမြင့်တင်ပေးချင်တဲ့သူအဲ့ဒီခေတ်တုန်းကအလို့သမားတွေရဲ့ဘဝကတော်တော်လေးကိုဆင်းရဲပြင်းနေတယ်စာကြောင်လက်ဖော့က လက်ဖော့ရဲ့ liberal party ကြောင့်အလုံသမားတွေအဖို့နည်းနည်းလေးအသက်ရှူချောင်သာပြူလာတယ်။အသက်9နှစ်အောက်တွေကိုအလုံလောက်ဖွင့်မပြူတော့ဘူး။အသက်73နှစ်အောက်တွေတရက်ကို6နိုင်ထက်ပိုပြီးအလုံမလုံရဘူး။အမျိုးသမီးတွေတရက်ကို10နိုင်ထက်ပိုပြီးအလုံမလုံရဘူး။ဒီလိုစည်းကမ်းအသစ်တွေထုတ်ပြီးအလုံသမားတွေရဲ့ပင်ပန်းမှုကိုဖြေလျှော့နိုင်ခဲ့ပေမဲ့စာကျွန်လက်ဖော့ကမကျင်နေသေးဘူး။စီးရဲသားတွေမကြားဘူးတဲ့အရာတခုကိုသူဖန်တီးပေးခြင်းနဲ့အလုံနာရက်တွေ အဲ့ဒီတုန်းကစင်းရဲတဲ့အလုံသမားတွေကိုတစ်နှစ်မှာနှစ်ရက်ပင်နှာဝင်ရတယ်ခရစ်စမတ်နေ့ရဲ့ good friday ရဲ့ဒါပဲစာကြောင်လောက်ဘောကနောက်ထပ်အားလိုက်ရဲ့၄ရက်ထပ်ထိုးပေးခြင်းနဲ့ဘောဇင်တေးတို့ခေါ်တဲ့ခရစ်စမတ်ပြီးနောက်တစ်နေ့အစတာတနင်္လာနေ့ပန်တီစတော့တနင်္လာနေ့ပြီးတော့ဩဂုတ်လတိုင်းရဲ့ပထမတနင်္လာနေ့စုစုပေါင်း၄ရက်ဒီအားလိုက်ရဲ့ထပ်ထိုးဖို့လွတ်တော်ကိုတင်ပြလိုက်ရင်ဖတ်တောင်ဖတ်မကြည့်ပဲ ပယ်ချက်မှာတည်ကြတယ်။ပါရီမန်မှာပါတဲ့ကွန်ဆာဗေးတစ်တော်တော်များများကစိတ်ယုံပိုင်ရှင်မြေပိုင်ရှင်တွေလေ။ဒီပိုင်ရှင်တရွေးတွေရဲ့စိတ်ထဲမှာတော့အလုံသမားတွေကိုအားလည်းရက်တွေထတ်တိုးပေးလိုက်ရဲ့ဘာမှထူးတာမှမဟုတ်ဘူး။တောက်စားမူလူနေမှာပဲ။ကြာရင်အကျင့်ဖြစ်သွားမယ်။ပိတ်ရက်တွေမှာပုံမုံလိုချင်လာမယ်။လာတာတွေဒိုးတောင်းလာမယ်။နောက်ဆုံးမှာထိမ့်မနိုင်တိတ်မရတွေဖြစ်ကုန်ပြီးအလုံယုံတွေမှာပိတ်ပြရတော့မှာပဲဆိုပြီးတွေးတာပေါ့။အလုံသမားတွေရဲ့အတွက် ပိရက်ထက်တူပြီးဖို့ပါလီမန်ကိုတင်ပြလိုက်ရင်တရွေးတွေရဲ့အိတ်ထဲကပတ်စံကိုလှမ်းနိုင်တယ်လို့ဖြစ်သွားမယ်ဆိုတာကိုစာချုပ်လက်ဖော့ကသိတယ်။ဘယ်သူမှမဲပေးကြမှာမဟုတ်ဘူးဆိုတာကိုလည်းသိတယ်။သူတေချာသိတာနောက်တစ်ချက်ရှိသေးတယ်။အဲ့ဒါကဘာလဲဆိုတော့ဘန်လုံငားတဲ့အတွက်ပိရက်ဆိုတာမရှိမဖြစ်လိုအပ်တဲ့ဆိုတဲ့အချက်ငွေအသွင်းထုတ်ကိုခဏရပ်ပြီးစည်ရင်းတွေပြန်ချိန်ကြည့်ဖို့လိုတာကို ပါရီမန်အဖွဲ့ဝင်တွေတဲမှာလည်းဘန်ပိုင်ရှင်တွေရှယ်ယာဝင်တွေပါနေတော့သူတို့လည်းဒါကိုနားလည်မှာပဲစာချုပ်လော့ဖော့ကသူ့ရဲ့တင်ပြချက်ကိုဘန်နားရက်မှာဘန်နားရက်များတက်မက်ရက်အစိုးတင်သွင်းခြင်းဆိုပြီးခေါင်းစဉ်ကျန်လိုက်တယ်ပါရီမန်အဖွဲ့ဝင်တွေသူ့အစိုးကိုချက်ချင်းသဘောတူလိုက်တယ်ပိတ်ရက်ဆိုရင်အသေးမုံနဲ့မြေရှင်လုပ်ငန်းရှင်တွေအဖွဲ့ဝင်တွေကမဲထည့်နေတဲ့အချိန်မှာရောက်တော့ရောက်မလာကြဘူးဘန်ပိတ်ရက်ပင်ဘာမှအရေးကြီးတာမှမဟုတ်တာလို့ထင်နေတာလို့ ီလိုနဲ့ဘန်နာရဲ့ policy အသက်အသက်ဝင်လာတယ်ဒီ policy ရဲ့တကယ်အရေးပါမှုကိုပါလီမန်အဖွဲ့ဝင်တွေဘယ်သူမှသတိမထားမိကြဘူးဘန်ပိတ်ပြီးပြီးဆိုရင်အဲ့ဒီနေ့မှာတခြားလုပ်ငန်းတွေလည်းလက်ပဲလို့မရတော့ဘူးလေဒါကိုစာကြောင်လက်ပေါ်ကကြိုတက်ထားတာလုပ်ငန်းလက်ပဲလို့မရမှတော့အားလည်းရပေးရပြီပေါ့ဒီလိုနဲ့အလုပ်သမားတွေအတွက်ပိတ်ရက်တွေထပ်တိုးဖို့ဥပဒေအသစ်တွေအကောင့်ထဲပေါ်လာတယ်စာကြောင်လက်ပေါ်ကဒီအောင်မြင်မှုကိုသူ့ရဲ့နိုင်ငံရေးတက်တန်းတစ်ချက်မှာ ခေါင်းအယူရဆုံးအရာဖြစ်သတ်မှတ်တယ်။သူကပြောတယ်။ကျွန်တော်တင်သွင်းခဲ့တဲ့အဆိုကိုတခြားနာမည်တစ်ခုခုပေးနိုင်မယ်ဆိုရင်ဥပမာနိုင်ငံတော်အားလဲ့ရဲ့များဒါမှမဟုတ်အထွေထွေအားလဲ့ရဲ့များဆိုတဲ့နာမည်မျိုးသုံးခဲ့မယ်ဆိုရင်ကျွန်တော်အဆိုကိုဘယ်သူမှထောက်ခံမယ်မဖြစ်ဘူး။ဗန္ဒားရဲ့များဆိုတဲ့ခက်ရိုးရိုးအေးအေးစကလုံးကိုတုံလိုက်တော့အဆင်ပြေသွားတာပေါ့လေ။စာကျွန်တော်လောက်ပေါ်ရဲ့ဂျေဆူးကြောင့်ကျွန်တော်တို့အင်္ဂလန်ပြည်သူပြည်သားတွေအတွက်အားလေးရဲ့ဆိုတာ ရားသင်ရထက်ရဲ့အခွင့်အရေးတစ်ခုအဖြစ်အသက်ဝင်လာတာ။စာကြံလက်ဖို့ရဲ့ view ဟာကိုတေချာလေ့လာကြည့်မယ်ဆိုရင်သူလည်းဖြည့်ရှင်းလို့မရတဲ့ပြဿနာကိုရှင်းလို့ရတဲ့ပြဿနာတစ်ခုအဖြစ်ပြောင်းလဲလိုက်တာပဲမဟုတ်လား။ကောင်းမြင်စီတို့မိုးမျောတိုက်တွေအများကြီးပေါ်လာတဲ့အကြောင်းရင်းကိုမသိကျင်ဘူးလား။တချို့ကပြောတယ်ကွန်ကရစ်ဆိုတာကိုထွန်နိုင်ခဲ့လို့ဖြစ်မယ်တဲ့။တချို့ကပြောတယ်တန်မဏိဆိုတဲ့အရာပေါ်လာလို့တဲ့။တချို့ကပြောတယ် တတိယမောင်မှန်တွေပိုကောင်းလာလို့တဲ့တကယ်အဖြစ်မှန်ကအပေါ်ကဟာတွေတခုမှမဟုတ်ဘူးသူတို့ပြောတဲ့ကွန်ကရစ်တွေတံမဏိတွေတတိယမောင်မှန်တွေဆိုတော့မိုးမြော်တိုက်ပြီးဆော့ဖို့လိုအပ်တယ်မှန်တယ်ဒါပေမဲ့တကယ်ပြဿနာကနည်းပညာမဟုတ်ဘူးတိုင်းအမြင့်ကြီးတွေဘယ်လိုဆောက်ရမလဲဆိုတာနည်းပညာရှင်တွေကနားလည်ပြီးသားတိုင်းအမြင့်တွေပေါ်မှာလူတွေနေကျင်လားမနေကျင်ဘူးလားဆိုတော့မေးခွန်းကအဓိကအဲ့ဒီမေးခွန်းကိုဖြေဖို့ဆိုရင်နောက်ထပ်မေးခွန်းတစ်ခုထပ်မေးရအောင် ိုက်ဖို့ကတက်ဖို့ပေကဘနဖြစ်တက်နိုင်တယ်ဆိုရဲမေးခွန်းတစ်ထက်နှစ်ထက်သုံးထက်အလွန်ဆုံးပဲဒီထက်ပုံများလာရင် မတက်ချင်တော့ဘူးဓာတ်လေကလာတာကိုပဲစောင့်တော့မယ်တကယ်ဖြေကဒါပဲဓာတ်လေကမရှိရင်အထက်မြင့်တိုက်ပြီးစောက်လည်းဘာမှမထူးဘူးတက်တော့တက်တာနဲ့အပေါ်ကိုရောက်မှအဆင်ပြေမယ်လေဒါဆိုဓာတ်လေက ပေါ်လာတော့ရောလူတွေကမုံမြော်တိုက်ပြီးမှနေကျင်သွားရောလားဒီလိုလဲမဟုတ်သေးဘူး မိုးမျောတိုက်ပြီးမပေါ်ခင်နှစ်ပေါင်းရာနဲ့ချီတဲ့အချိန်ကလေးကဓာတ်လေကားနဲ့ခက်ဆင်ဆင်ကြိယာတွေရှိနေပြီးသားလေဒါပေမဲ့လူတင်နဲ့ဆက်တော်မဟုတ်သေးဘူးကုန်ပစ္စည်းတွေကိုပဲအတင်ချလုပ်တာဘာလို့လူမတင်သလဲဘာလို့လဲဆိုတော့ကုန်တင်ကုန်ချလုပ်တဲ့ဆက်တွေကကျိုးပြက်ကြတဲ့ကျိုးပြက်ကြရင်ပါလာသမျှလူအကုန်သိမယ်ဒါဆိုဘာလို့မိုးမျောတိုက်ပြီးပေါ်လာတယ်ဆိုတဲ့မေးခွန်းကိုထပ်မေးရမယ်အဖေကအလီရှာဦး အလီရှာအိုတစ်ဆိုတဲ့လူအလီရှာအိုတစ်ကကုံတင်လဲတွေတီထွင်တဲ့သူ သူ့ရဲ့လဲတွေမှာလေးတွေတက်ရတယ်လဲဘေးအပေါ်ကိုမြောက်တဲ့အခါလေးကအပြင်ကိုဝိထွက်သွားတယ်လဲဘေးအောက်ကိုပြန်ကြတဲ့အခါလေးကအထဲကိုဝေးဝင်သွားတယ်အိုတစ်ကလဲအောက်မှာတက်တဲ့လေးကိုယူတယ်အပေါ်အောက်ပြောင်းပြန်နှံတက်တယ်ဓာတ်လီကရဲ့ဘေးတစ်ဖက်တစ်ချက်စီမှာတက်ထားတဲ့အထင်းတန်တဲ့နှစ်ခုမှာ လေးတစ်ခုစီတက်လိုက်တယ်။ဓာတ်လေကအပေါ်ကိုတက်တဲ့အခါဘေးတစ်ဖက်တစ်ချက်စီမှာတက်ထားတဲ့လေးတွေက အထဲကိုကိုးဝင်ကိုးဝင်သွားတယ်။ဓာတ်လေကအပေါ်ကိုရွှေရွှေရှူရှူတက်လို့ရတယ်။ကျိုးပြက်ပြီးဓာတ်လေက ပြုတ်ကျလာပြီဆိုတာနဲ့အဲ့ဒီလေးတွေအကုန်လုံးအပြင်ကျိုးကန်ထွက်လာပြီးဓာတ်လေက အောက်ကိုဆက်မကြအောင်ထိန်းထားနိုင်နေတယ်။ကိုးတက်ကသူ့ရဲ့တီထွန်မှုကိုလူတွေကိုရောင်းဖို့ကြိုးစားတယ်။ဒါပေမဲ့ဘယ်သူမှစိတ်ဝင်စားကြဘူး။ လူတွေအများကြီးရဲ့ရှေ့မှာဟာကလေးခင်နေဖြစ်သွားအောင်တခုခုလုပ်ပြမှာရမယ်ဒါနဲ့နေယူရောက်မှာကျင်းပါတဲ့1854ခုနှစ်ကုန်သီးပြဝဲကြီးမှာသူ့ရဲ့တည်ချင်မှုကိုချပြဖို့ဥတ္တဆုံးဖြတ်လိုက်တယ်လူတက်ထိုင်လို့ရတဲ့စင်တစ်ခုစောက်တယ်စင်ကိုအပေါ်ကိုဆွဲတင်လို့ရအောင်ကျိုးဆက်တွေနဲ့ချိန်တယ်လူတွေအများကြီးရဲ့ရှေ့မှာအဲဒီစင်ကိုချပြထားတယ်။အိုတစ်စင်မော်ကိုတက်ကြည့်တာနဲ့အဲဒီစင်ကို၆ထပ်တိုက်တိုက်စာလောက်အမြင့်အထည် ဆွဲတင်လိုက်တယ်။အကောင်လုံးအန်အော်တကြီးနဲ့ကြီးနေကြတဲ့အချိန်အိုတီရဲ့လက်ထောက်ကစင်ကိုဆွဲထားတဲ့ကြိုးကိုပစိန်နဲ့ခုတ်ချလိုက်တယ်။အမြင့်ကြီးကလည်းအရှိန်နဲ့ဝုံနဲ့ပြုတ်ကျလာတဲ့စင်ကိုကြည့်ပြီးလူတွေကြောက်လန့်တကြောင်အော်ကြတယ်။ဒါပေမဲ့စင်ကအောက်ကို၆လမ်းလောက်ပဲကျပြီးတုံကနေရက်သွားတယ်။စင်ရဲ့ဗေးဒီပတ်ချက်မှာတက်ထားတဲ့လေးတွေကန်ထွက်လာပြီးဗရိတ်အုပ်ပေးလိုက်တယ်။အိုတီကဒါနဲ့မကျင်နေသေးဘူး။ ရက်နေတဲ့စင်ပေါ်မှာခုံပေါက်စောင့်နေပြတယ်။စင်ကတုတ်တုတ်တောင်မလုပ်ဘူး။ဒီလိုနဲ့ဟင်ကလေးဟာကလေးဖြစ်သွားအောင်ချားပြလိုက်တော့မှပဲသူ့ရဲ့တည်ချင်မှုကိုလူတွေကလက်ခံသွားတော့တယ်။အိုတီရဲ့ brain ဤပညာကြောင့်ဘီတုကပညာရှင်တွေအနေနဲ့တိုင်းအမြင့်ကြီးတွေဆောက်ဖို့အဆင်ပြေသွားပြီ။အိုတီရဲ့တည်ထွင်မှုကြောင့်ဓာတ်လေကားဆိုတာကို လူတွေမကြောက်ကြတော့ဘူး။စိတ်ချသွားပြီ။ဒီနေ့ခင်ဗျာအိုတီကုမ္ပဏီဟာကမ္ဘာအကြီးဆုံးသောဓာတ်လေကားထုတ်လုပ်မှုကုမ္ပဏီဖြစ်နေပြီ။ ဝန်ထမ်း6000ကျော်ရှိတယ်။နိုင်ငံပေါင်းများစွာမှာရုံးခွဲတွေစက်ရုံတွေအများကြီးဖြစ်နေပြီ။တစ်နှစ်ကိုဒေါ်လာ12ဘီလီယံလောက်အမြတ်ထွက်နေပြီ။ကမ္ဘာမှာလူဦးရေတန်း8000နီးပါးရှိတယ်မဟုတ်လား။အိုးတက်ဒက်လီကောင်ကိုပုံမှန်အသုံးပြုနေကြတဲ့လူဦးရေအရေအတွက်ကတရက်ကိုတန်း1000နီးနီးရှိပြီ။နောက်တစ်ခါခမရဒက်လီကစီပြီးဆိုရင်အဲ့ဒီဒက်လီကရဲ့တစိုက်ကိုကြည့်ကြည့်ပေါ့။အိုးတက်အမတ်တစိုက်ဖြစ်နေဖို့ရာခိုင်နှုန်းတော်တော်များတယ်။ ီနာမည်ပုံပြတိုင်းသတိရပါပြဿနာရဲ့အရင်းမြစ်ကိုတေချာမိုက်ရှာဖြစ်ရှင်းလို့မရတဲ့ခက်ခဲကိုဖြစ်ရှင်းလို့ရတဲ့အရာဖြစ်လာအောင်ပြောင်းလဲနိုင်ခဲ့တဲ့သူရဲ့နာမည်မို့လို့